သန္တိပါဒသူတ္တသတ်နေတဲ့ပုဂ္ဂိုလ်တယောက်ကအသက်ရှိပြရသေးရပါမလားရောဂါကင်းပြရသေးဆိုရောရပါမလားအေးလူတွေကနေ့စဉ်ဆူတောင်းနေကြတာဟောအသက်တတော်ရာကျော်ရှိကြပါသေးရောဂါဝေဒနာတွေကင်းကြပါသေးဆူမတောင်းဘူးလားအေးဒါပေမဲ့လို့သီလမလုံဘူးဆိုလို့ရှိရင်အဲ့ဒီဆူတောင်းနေပြည့်နိုင်ပါမလားပြည့်နိုင်ဘူးနော်ထို့တူရဲ့အရိဏာဒါနာ သူမြတ်ပစ္စည်းကိုဗတရားယူခြင်းမှမရှောင်ကျင်မဲနဲ့စီးပွားဥစ္စာတွေတိုးတက်ပါစေမရဘူးအရိဏရဏကျူးလွန်လာတဲ့ပုဂ္ဂိုလ်ကဘယ်လိုနည်းနဲ့ရလာတဲ့ပစ္စည်းပဲဖြစ်ဖြစ်ရလာတဲ့ပစ္စည်းတွေကတနည်းနည်းနဲ့ရန်သမျိုး၅ပါးနဲ့ပျက်စီးသွားတယ်ဒါကြောင့်အရိဏဒါနခံရဲ့အပြည့်အမှန်တမ်းကြီးမှန လူလောကလူဆိုတာအသက်လည်းရှည်ရမယ်ကျန်လည်းကျန်မှရမယ်စီးပွားဥစ္စာလည်းပြည့်စုံအောင်အရိဏဒါနလွန်ကျူးလာလို့ရှိရင်စီးပွားဥစ္စာမပြည့်စုံဘူးချုံးငယ်တယ်ပေါ့နောက်ကာမိတုမိစ္ဆာဆရာကာမိတုမိစ္ဆာဆရာကမချောင်ဘူးဆိုလို့ရှိရင်လူမုံများတယ်ဒီပုဂ္ဂိုလ်လောကမှာလူချစ်လူခင်ပေါ်တာကြိုက်သလားလူမုံများတာကြိုက်သလားဟေးသူကလူချစ်လူခင်ပေါ်ကြတယ်သို့တော့ ဒီတိလာနဲ့မပြည့်စုံဘူးဆိုလို့ရှိရင်သူจิตတူခင်ပေါ်တယ်ဆိုတော့အကျိုးရပါမယ်မရဘူးဘုဒ္ဓဝါရဒိဋ္ဌိလက်စားပြောတယ်ဆိုလို့ရှိရင်ဖြစ်လျာဘဝမှာကိုယ်အဆွဆွဲတွေအပြောဆိုတွေအလင်းညာတွေခံရအေးဘုဒ္ဓဝါရတိခါဘုံမှာမလုံမဲနဲ့ဒီတိလာမရှိပဲနဲ့သူများရဲ့အဆွဆွဲမခံမရသေးနဲ့လို့ဒီလိုဆူတောင်းလို့ပြည့်စုံမှာမလား မပြည့်စုံဘူးဒါကြောင့်မို့ဒီတိလတွေဟာအမှန်တမ်းအရေးကြီးတယ်လို့ဆိုတာတော့သူရမေရိယမပြည့်စုံတဲ့ပုဂ္ဂိုလ်တရားမှာရှင်းလျာဖြစ်လျာဘဝမှာအတိညာအမှန်တမ်းနေပါတဲ့ပုဂ္ဂိုလ်ဖြစ်တယ်အုံနောက်ခုခေတ်လူပြောရင်ကြက်မပြည့်တဲ့ပုဂ္ဂိုလ်အိုင်ကျူမမြင့်တဲ့ပုဂ္ဂိုလ်မျိုးဖြစ်တယ်ပေါ့ဘာမှတင်လို့ပြုပြလို့မရတဲ့ပုဂ္ဂိုလ်မျိုးအဲ့ဒီပုဂ္ဂိုလ်မျိုးဖြစ်လာတတ်တယ်ဒါအ ਨੇ ဆုံးအပေါ်ဆုံးအဖြစ် တော့အယူအနှံဖြစ်တတ်တယ်အတိညာထည့်မြတ်တဲ့ပုဂ္ဂိုလ်ဖြစ်ပြရသည်လို့ဘယ်လိုဆူတောင်းနေနေရမှာမဟုတ်ဘူးဟိတကြောင့်